တောင်နန်းတွေကြားထဲကပိုင်းပညာနဲ့ဖြူဟာအတွက်နာမည်ကျော်တဲ့ဂိုင်းတကိုင်းရှိခဲ့တယ်။ဂိုင်းနာမည်ကတော့ထမ်မန်ဂိုင်းလို့ခေါ်ပါတယ်။တိုင်းပညာရဲ့လို့ဖြူဟာပညာရပ်ပါကောင်းမွန်တဲ့အတွက်လူအများကလေးစားကြတာပေါ့။ဒါပေမဲ့အာနာဆိုရာကတော့အငြင်းနဲ့မတိမြဲဘူးလေ။ထမ်မန်အဖွဲ့ရဲ့ဥဆောင်သူထန်ရှင်ဆရာတို့အကိုတုံးဟာသူတို့ဂိုင်းရဲ့ယရနာလင်းလုံပေါ်ကိုထင်းသိမ်းထားခဲ့ပါတယ်။အဲ့ဒီယရနာဆိုရင် နဂါအယိုးကိုရှာပေးနိုင်တဲ့အတွက်ထမ်းမှန်ကိုင်းရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ချန်နီကိုင်းဆိုရင်ရန်ဘက်ကိုင်းကအဲ့ဒီယရနာကိုတလီယူတွေ့အောင်ရဲ့အတိပီးမှုကြောင့်ထန်ရှင်းအဖွဲ့ကိုတိုက်ခိုက်လာခဲ့ပါတယ်အဲ့ဒီပွဲအပြီးမှာတော့ထန်ရှင်းမှာဂိုင်းကိုအပြန်လန်ဒဝတ်မှာသူ့ရဲ့အချစ်ဆုံးညီဖြစ်တဲ့ထန်ရွတ်ဆရာဒူညီ73ကိုဆက်ဘောလုံးတစ်လုံးပြီးခဲ့ပါတယ်မင်းဒီဆက်ဘောလုံးကိုမဖွင့်နိုင်ရင် ဂိုင်းမတလာလုံးအင်လာတန်ရှင်ကြီးလို့ရမယ်လို့ပြောပြရမှာထွက်သွားခဲ့ပါတော့တယ်။ထန်ရွက်ကတော့ခြံအမှနေခဲ့ပြီးဝမ်အားလို့ခေါ်တဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ဒီလိုနဲ့ပဲလုံးကျန်သူတွေကထန်ရွက်ကိုလုံးကျန်ကြတယ်။ဝမ်အားဟာထန်ရွက်ကိုကဲ့သိရင်ဖျားရသွားပါတယ်။ဆရာဒူအမမစ်စီကိုဖျားကုသဖို့ခေါ်ဆောင်သွားရင်လည်းသူတို့ကိုလှုပ်ကြံတာထန်နေကိုင်းကဆိုတာတိသွားပြီးထမ်မန်ကိုင်းချူကို ဝမ်အားနဲ့အတူအတိပေးလိုက်ကြပါတယ်။ဂိုင်းချိုဟာထန်ရှင်အဖွဲကို စိတ်ပူပြီးဝမ်လင်းတောင်းမှလိုက်ရှာဖို့ထန်ဟောက်ဆရာတို့အကူနဲ့ထန်ရွန်ကိုတာဝန်ပေးလိုက်ပါတယ်။တူလိုက်ရှာရင်းထန်ရှင်သေဆုံးသွားတာကိုသိလိုက်ပြီးထန်မှန်ဂိုင်းကိုပြန်လာခဲ့ပါတယ်။ဂိုင်းရုပ်တော့ထန်ရီဂိုင်းကဂိုင်းချိုကိုဖမ်းဆီးထားပြီးထမ်းမှန်ဂိုင်းကိုတိမ့်ပိုက်ခဲ့ပါပြီ။ထမ်းမှန်ဂိုင်းကိုတိမ့်ပိုက်နိုင်ခဲ့တာဟာ ချန်ရီကန်ရဲ့သူတော်စင်မဝမ်အားကြောင့်ပဲဖြစ်နေခဲ့တာပေါ့ထန်ရွမ်းဟာအန်အောသွားပြီးတော့ဒဏ်ရာအကြီးချယ်ရခဲ့ပါလေထန်ဟောက်ကကဲတင်ပြီးဖုံးနေရင်လင်းလုံးပေါ်ဟာဂိုက်ရဲ့ယရနာဖြစ်တဲ့အတွက်အရေးကြီးကြောင်းကိုပြောပြရင်ထန်ရွမ်းကိုထန်ရှင်းကရေးကြည့်တဲ့တဲလွန်စားနဲ့ PC ပေးခဲ့လာလို့မေးခဲ့ပါတယ် ထန်ဟောက်ကထန်မန်ကန်ရဲ့သူယုံတယောက်ဖြစ်နေမှန်းထန်ယွမ်ဖြစ်သွားတော့အခါမှာတော့ထန်ယွမ်ဟာဒုက္ခိတော့ဖြစ်သွားခဲ့ပါလေထန်ယွမ်ဟာလင်းလုံးဘုတ်ကိုထန်နွေကွိုင်းကောင်းဆောင်ကို အပ်ပြီးထန်မန်ကွိုင်းချုပ်ကိုကဲတဲမှုကျင့်စီခဲ့ပါလေငကားယုတ်ကိုထန်မန်ကန်ရဲ့ရကနာတိုက်ထဲမှာရှားဖွေခဲ့ပါတယ်။ရှားဖွေရင်ပေဟလိဆန်တဲ့ဂူကြီးထဲမှာငကားအယုတ်ကိုတွေးခဲ့ပါတယ်။ နောက်ထပ်ထန်ဟောက်ကထန်လွေကိုင်းချုပ်ကိုသိစာဖောက်ပြီးငကားအယုတ်ကို ယူခဲ့ပါလေ။သူဟာထမ်းမန်ထန်လွေကိုင်းရဲ့နံပါတ်၁ကိုင်းချုပ်ဖိချင်ခဲ့ပြီးအကုန်လုံးကိုတိုက်ခိုက်ခဲ့ပါလေ။ဇလန်းရဲ့အဆုံးမှာတော့ထန်ရွန်ကငကားအယုတ်ကိုထန်ဟောက်ရှီကလူယူပြီးသူခန္ဓာပေါ်မှာတက်ဆင်ကထမ်းမန်ကိုင်းကိုကာကွယ်နိုင်ခဲ့ပါလေခင်ဗျာ။ထမ်းမန် butterfly supremacy